ကျွန်တော်တို့အားလုံးငငယ်တွေကအကြောင်းတွေမှာစာတွေသင်ခဲ့ကြတယ်စာတက်ရင်လူဖြစ်မယ်ပညာတတ်ရင်ချမ်းသာမယ်လို့လည်းပြောကြတယ်ဒါပေမဲ့တကယ်တမ်းလူလောကထဲရောက်လာတဲ့အခါဘဝဟာအဲ့ဒါလောက်မယိုရှင်ဘူးဆိုတာသိလာရတယ်ကျောင်းမှာသင်ခဲ့တဲ့ပညာတွေကအလောက်ရဖို့ဘဝရည်တည်ဖို့အတွက်အရေးပါတာမှန်ပေမဲ့ငွေကြီးနဲ့ပတ်သက်လာရင်တော့ကျောင်းတွေကကျွန်တော်တို့ကိုအမှန်တရားတချို့ကိုသင်မပေးခဲ့ဘူးဆိုတာကိုကျွန်တော်တို့သတိထားမိကြပါပါဒီနေ့ကျွန်တော်တို့ဟာအဲ့ဒီလေဝက်ချက်တွေကိုဖော်ထုတ်ပြီးဘာကြောင့်ကျောင်းတွေကငွေကြီးအကြောင်းကိုအပြည့်အဝမသိမ်းပေးခဲ့တာလဲ ပြီးတော့အဲ့ဒီကနေဘယ်လိုလွတ်မြောက်အောင်လုပ်ရမလဲဆိုတာကိုဆွေးနွေးသွားကြပါမယ်။ဒီဗီဒီယိုကနေပရိသတ်ကြီးအတွက်အကျိုးရှိတဲ့အသိပညာတွေရရှိသွားမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ကျွန်တော်တို့ငငယ်တုန်းကသင်ခဲ့ရတဲ့သင်ခန်းစာတွေကိုပြန်တွေးကြည့်ရအောင်။သင်္ချာ၊သိပ္ပံ၊တမိုင်း၊ဘူမိဗေဒဒါတွေအားလုံးအရေးကြီးပါတယ်။ဒါပေမဲ့ဘယ်သူကကျွန်တော်တို့ကိုငွေဘလို့ရှာရမလဲ။ငွေကိုဘလို့စီမံခန့်ခွဲရမလဲ။ငွေကိုဘလို့မြုပ်နှံရမလဲဆိုတာသင်ပေးခဲ့လေ။အဖြေကတော့ဘယ်သူမှမသင်ပေးခဲ့ဘူးဆိုတာပါပဲ။ ကျွန်တော်တို့ဟာအလုပ်ကောင်းကောင်းရဖို့ကုမ္ပဏီကြီးတွေမှာဝင်လုပ်ဖို့လစာကောင်းကောင်းရဖို့ပဲတင်ယူခဲ့ကြတယ်။ဒါပေမဲ့အဲ့ဒီလစာနဲ့ဘလို့ချမ်းသာအောင်လုပ်ရမလဲ။ဘလို့ကြွယ်ဝမှုတည်ဆောက်ရမလဲဆိုတာကိုတော့ဘသူမှအလေးနဲ့မထားခဲ့ကြပါဘူး။ဒါဟာအเจ้าရဲ့အမှားလား။ဒါမှမဟုတ်စစ်နေရဲ့အားနဲ့ချက်လားဆိုတာကိုကျွန်တော်တို့စဉ်းစားဖို့လိုပါတယ်။အမှန်တော့ဒါဟာစစ်နေရဲ့အားနဲ့ချက်တစ်ခုပါ။ကျွန်တော်တို့ရဲ့ပညာရေးစနစ်ဟာစက်မှုခေတ်အတွက်တည်ဆောက်ထားတာပါ။စက်ယုံတွေမှာအလုပ်လုပ်ဖို့ အမိန့်နာခံတက်တဲ့ဝန်ထမ်းတွေငွေထုတ်ပေးဖို့အတွက်ဒီစနစ်ကိုတိစောက်ထားတာပါငွေကြေးအကြောင်းတင်ပေးဖို့ကိုပိုင်လုပ်ငန်းတွေတည်ထောင်ဖို့စုံးတီထွန်စိတ်ဓာတ်မွေးမြူဖို့အတွက်ဒီစနစ်ကတိစောက်ထားတာမဟုတ်ပါဘူးစမှုခင်မှာအလုပ်သမားတွေလိုအပ်တဲ့တည်င်းချက်လက်ခင်မှာတော့စုံးတီထွန်သူတွေဖန်တီးနိုင်စွမ်းရှိသူတွေကိုပို့ပြီးလိုအပ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ပညာရေးစနစ်ကအတိခင်းနဲ့လာရောညီတွေမဖြစ်သေးပါဘူးဒါဆိုရင်ကြွပြေးလန်း red race ဆိုတာပါလဲ ချွတ်ပြေးလန်းဆိုတာမနမိုးလင်းကနေညအရာဝန်ချိန်ထိပတ်စံရှာဖို့အတွက်အပြည့်ပြိုင်နေရတဲ့ဘဝတန်တရားကိုပြောတာပါအလုတ်သွားပတ်စံရှာအသုံးစိတ်တွေအတွက်ပြန်သုံးနောက်လာလေအဲ့ဒီတိုင်းပဲထလုတ်ဒီလိုမျိုးလည်နေတဲ့စက်ဝိုင်းတွေမှာပြင်မိနေတာကိုဆိုလိုတာပါချွတ်ပြေးလန်းမှာပျော်ရွှင်မှုမရှိဘူးလွတ်လပ်မှုမရှိဘူးတိုးတက်မှုဆိုတာလည်းတိတ်မရှိပါဘူးကျွန်တော်တို့ဟာတစ်သက်လုံးကျွတ်လို့ပဲအပြည့်ပြိုင်နေရုံနဲ့ဘဝရဲ့အတိတ်ပဲကိုရှာတွေ့နိုင်ပါမလားကျောင်းတွေကကျွန်တော်တို့ကိုကြွပြေးလန်းတွေကလွတ်မြောက်ဖို့မတင်ပေးခဲ့ပါဘူး ဘာကြောင့်လဲဆိုတော့ចောင်းနေရွေရွေချက်ကကြွပြီးလန်းကိုလဲပတ်စေမဲ့ကြွတူကိုဝေးထုတ်ပေးဖို့ဖြစ်နေလို့ပါပဲ။ဝန်ထမ်းကောင်းတွေအရသမားကောင်းတွေဖြစ်လာဖို့ကိုပဲအဓိကသင်ပေးနေတာပါ။ကိုကိုကိုဘယ်လိုပိုင်ဆိုင်ရမလဲ။ကိုယ့်ရဲ့အနာဂတ်ကိုဘယ်လိုဖန်တီးရမလဲဆိုတာကိုတော့တိတ်ပြီးအလေးမထားကြပါဘူး။ဒါကြောင့်ကျွန်တော်တို့ကငွေကြေးနဲ့ပတ်သက်လာရင်အသိပညာပလာဖြစ်နေတတ်ကြတယ်။ဗန်တို့ရဲ့အတိုးနှုံးတွေအင်ချမ်းမြေကြီးနှိမ့်မြုံနံမှုတွေစတော့ရှယ်ယာအကြောင်းတွေကိုကျွန်တော်တို့သတိကြကြမသိကြပါဘူး။ ဒါဆိုရင်ငွေကြေးအကြောင်းအကြောင်းတွေမတင်ပေးခဲ့တဲ့အဓိကအချက်တွေကဘာတွေလဲပထမအချက်ကဗဏ္ဍာရေးအသိပညာပဲဖြစ်ပါတယ်ဗဏ္ဍာရေးအသိပညာဆိုတာငွေကိုဘယ်လိုစီမံခန့်ခွဲရမလဲဘယ်လိုသုံးစွဲရမလဲဘယ်လိုမြှုပ်နှံရမလဲဆိုတာကိုသိရှိနားလည်ခြင်းပါဘတ်ချက်ဆွဲတတ်ဖို့ငွေစုတတ်ဖို့အကျွေးတွေကိုဘယ်လိုရှင်းချရမလဲဆိုတာကိုသိဖို့အရေးကြီးပါတယ်ဒါပေမဲ့အကြောင်းတွေကဒီအကြောင်းတွေကိုအလေးနက်မတင်ပေးခဲ့ပါဘူးဒုတိယအချက်ကပိုင်ဆိုင်မှုနဲ့ဝန်ထုတ်ဝင်ဖို့အကြောင်းကိုနားမလည်တာပါ ိုင်ဆိုင်မှုဆိုတာကျွန်တော်တို့ရဲ့အိတ်ထဲကိုငွေထည့်ပေးတဲ့အရာပါဥပမာအိမ်ငါးခါရတဲ့အိမ်ချမ်းမြေရှယ်ယာတွေစတော့တွေလုပ်ငန်းတွေစတာတွေဟာပိုင်ဆိုင်မှုတွေပါဝတ္ထုဝဘိုးဆိုတာကျွန်တော်တို့ရဲ့အိတ်ထဲကငွေကိုထုတ်ယူသွားတဲ့အရာပါဥပမာအိမ်ပေါင်ချင်းငွေကားချင်းငွေ credit card အကျွေးတွေဟာဝတ္ထုဝဘိုးတွေပါချမ်းသာခြင်းရင်ပိုင်ဆိုင်မှုတွေကိုတိုးပွားအောင်လုပ်ရမယ်ဝတ္ထုဝဘိုးတွေကိုလျှော့ချရမယ်ဒါပေမဲ့အကြောင်းတွေကဒီအကြောင်းကိုမသိပေးခဲ့ပါဘူး တတိယအချက်ကငွေကြေးစည်းစိမ်မှုအကြောင်းကိုနားမလည်တာပါ။ငွေကြေးစည်းစိမ်မှုဆိုတာကျွန်တော်တို့ရဲ့ငွေတွေဘယ်ကလာလဲ၊ဘယ်ကိုသွားလဲဆိုတာကိုသိရှိနားလည်ခြင်းပါ။ဝင်ငွေဘယ်လောက်ရှိလဲ၊ထွက်ငွေဘယ်လောက်ရှိလဲဆိုတာကိုတွေ့ချက်နိုင်ဖို့အရေးကြီးပါတယ်။အပြုသဘောဆောင်တဲ့ငွေကြေးစည်းစိမ်မှုရှိမှကြွေးဝါမှုတိစောက်နိုင်မှာပါ။အပြုသဘောဆောင်တဲ့ငွေကြေးစည်းစိမ်မှုရှိနေရင်တော့ဘယ်တော့မှကြွေးဝါမှာမဟုတ်ပါဘူး။အကြောင်းတွေကဒီအကြောင်းကိုလည်းမသိမိခဲ့ပါဘူး။ စတုတအချက်ကယင်းနှမြုံနံမှုအကြောင်းကိုနားမလည်တာပါယင်းနှမြုံနံမှုဆိုတာငွေကိုအလုတ်လုတ်ခိုင်းတာပါငွေကိုမြုံနံခြင်းအားဖြင့်ငွေကကျွန်တော်တို့အတွက်ထပ်ပြီးငွေရှာပေးနိုင်ပါတယ်စတော့ရှယ်ယာတွေမှာယင်းနှမြုံနံနိုင်တယ်အင်ချန်မြူတွေမှာယင်းနှမြုံနံနိုင်တယ်လုပ်ငန်းတွေမှာယင်းနှမြုံနံနိုင်တယ်ဒါပေမဲ့အကြောင်းတွေကယင်းနှမြုံနံမှုအကြောင်းကိုအသေးစိတ်မသိသင်ပေးခဲ့ပါဘူးအများစုကတော့အနေအများတယ်လို့ပဲပြောကြပါတယ်အမှန်တော့ယင်းနှမြုံနံမှုမှာအနေရရှိတာမှန်ပေမဲ့မလုပ်ရင်ပိုပြီးအနေရများပါတယ်ငွေကိုဗန်ထဲမှာပဲထားရင်ငွေတန်ဖိုးကျဆင်းသွားနိုင်ပါတယ် ြစ်စမားအချက်ကအကျွေးအကြောင်းကိုနားမလည်တာပါအကျွေးဟာကောင်းတဲ့အကျွေးနဲ့မကောင်းတဲ့အကျွေးဆိုပြီးနှမျိုးရှိပါတယ်ကောင်းတဲ့အကျွေးဆိုတာပိုင်ဆိုင်မှုတွေတိုးပွားအောင်လုပ်ပေးနိုင်တဲ့အကျွေးပါဥပမာအိမ်ချမ်းပြေရင်းနှီးမြှုပ်နှံမှုအတွက်ချင်းငွေဟာကောင်းတဲ့အကျွေးဖြစ်နိုင်ပါတယ်မကောင်းတဲ့အကျွေးဆိုတာဝတ္ထုဝန်မှုတွေတိုးပွားအောင်လုပ်ပေးတဲ့အကျွေးပါဥပမာအသုံးဆောင်ပစ္စည်းတွေဝယ်ဖို့ချင်းငွေဟာမကောင်းတဲ့အကျွေးဖြစ်ပါတယ်အကျွေးကိုဘလို့စနစ်တကျစီမံခန့်ခွဲရမလဲဆိုတာကိုကျောင်းတွေကမတင်ပေးခဲ့ပါဘူးအကျွေးအလုံးမကောင်းဘူးလို့ပဲထင်နေတတ်ကြပါတယ် စတမအချက်ကအခွန်အကြောင်းကိုနားမလည်တာပါအခွန်ဆိုတာနိုင်ငံတော်ကိုပေးဆောင်ရတဲ့ငွေကြေးပါဝင်ငွေကွန်ကုန်သွယ်ကွန်ပိုင်ဆိုင်မှုကွန်စတာတွေအများကြီးရှိပါတယ်အခွန်ဥပဒေတွေကိုနားလည်ရင်အခွန်ကိုလျှော့ချနိုင်တဲ့နည်းလမ်းတွေရှိပါတယ်ဒါပေမဲ့အကြောင်းတွေကအခွန်အကြောင်းကိုမတင်ပေးခဲ့ပါဘူးအခွန်ရှောင်ဖို့မဟုတ်ပါဘူးအခွန်ကိုစနစ်တကျစီမံခန့်ခွဲဖို့အတွက်အခွန်အကြောင်းကိုသိဖို့လိုပါတယ်တတမအချက်ကစုံဦးတီထွင်စိတ်ဓာတ်ကိုမွေးမြူမပေးတာပါအကြောင်းတွေကဝန်ထမ်းကောင်းတွေဖြစ်ဖို့ကိုပဲအားပေးပါတယ် ကိုယ့်ရဲ့အိမ်မက်တွေကိုအကောင့်ထဲပို့ဖို့ကိုယ့်ရဲ့လုပ်ငန်းကိုတည်ထောင်မှုကိုတော့တိတ်ပြီးအားမပေးကြပါဘူး။စုံဦးတည်ထွင်ခြင်းဟာအန္တရာယ်များတယ်လို့ထင်ကြပါတယ်။အမှန်တော့စုံဦးတည်ထွင်ခြင်းဟာလွတ်လပ်မှုနဲ့ကျေးဝါးမှုကိုရရှိဖို့အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ပိုပိုင်တဲ့လုပ်ငန်းတစ်ခုတည်ထောင်ခြင်းအဖြစ်ကြွပြေးလန့်ကလွတ်မြောက်နိုင်ပါတယ်။အထမအချက်ကရောင်းဝယ်ခြင်းနဲ့ဈေးကွက်ရှာဖွေခြင်းအကြောင်းကိုမတင်ပေးတာပါ။ဘယ်လုပ်ငန်းမဆိုရောင်းအားမရှိရင်ရပ်တည်နိုင်မှာမဟုတ်ပါဘူး။ရောင်းဝယ်ခြင်းနဲ့ဈေးကွက်ရှာဖွေခြင်းဟာလုပ်ငန်းအောင်မြင်ဖို့အတွက်အရေးကြီးဆုံးအစိတ်အပိုင်းတွေပါ။ လူတွေကိုဘယ်လိုဆွဲဆောင်မလဲကိုယ့်ရဲ့ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေကိုဘယ်လိုရောင်းချမလဲဆိုတာကိုသိဖို့လိုပါတယ်။ဒါပေမဲ့အကြောင်းတွေကဒီအကြောင်းတွေကိုမတင်ပေးခဲ့ပါဘူး။ရောင်းဝယ်ခြင်းကိုနှိမ့်ချတဲ့အလုပ်လို့ထင်တတ်ကြပါတယ်။ နမမအချက်ကဆက်ဆံရေးရဲ့တန်ဖိုးကိုမသိတာပါ။ဘဝမှာအောင်မြင်ဖို့အတွက်လူတွေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ဖို့အရေးကြီးပါတယ်။မိတ်ဆွေကောင်းတွေ၊ဆရာကောင်းတွေ၊လူဖော်ကိုင်ဖက်ကောင်းတွေရှိခြင်းအပြင်အခွင့်အလမ်းတွေပို့ပြီးရရှိနိုင်ပါတယ်။ဒါပေမဲ့ကျောင်းတွေကပညာရေးကိုပဲအာရုံစိုက်ပြီးလူမှုဆက်ဆံရေးကိုတိတ်ပြီးအလေးမထားခဲ့ပါဘူး။အမှန်တော့လူမှုဆက်ဆံရေးဟာပညာရေးလောက်ပဲအရေးကြီးပါတယ်။ တတမအချက်ကစိတ်ဓာတ်အကြောင်းကိုမတင်ပြတာပါငွေကြီးနဲ့ပတ်သက်လာရင်စိတ်ဓာတ်ဟာအရေးကြီးဆုံးပါပဲကြွယ်ဝတဲ့စိတ်ဓာတ်နဲ့ဆင်းရဲတဲ့စိတ်ဓာတ်ဆိုပြီးနှစ်မျိုးရှိပါတယ်ကြွယ်ဝတဲ့စိတ်ဓာတ်ရှိတဲ့သူတွေဟာအခွင့်အလမ်းတွေကိုမြင်တတ်ပါတယ်အောင်မြင်မှုကိုယုံကြည်တယ်ဆင်းရဲတဲ့စိတ်ဓာတ်ရှိတဲ့သူတွေကတော့အခက်အခဲတွေကိုပဲမြင်ပါတယ်အောင်မြင်မှုမဖြစ်နိုင်ဘူးလို့ထင်ကြပါတယ်စိတ်ဓာတ်ကိုပြောင်းလဲခြင်းအဖြစ်ဘဝကိုပြောင်းလဲနိုင်ပါတယ်ဒါပေမဲ့အကြောင်းတွေကစိတ်ဓာတ်အကြောင်းကိုမတင်ပြခဲ့ပါဘူးဒါဆိုရင်ကြွယ်ပြီးလမ်းကဘယ်လိုလွတ်မြောက်မလဲ ပထမဆုံးလုပ်ရမှာကပညာရှာဖွေခြင်းပါပဲ။ကျောင်းတွေကမတင်ပေးခဲ့တဲ့ငွေကြေးအကြောင်းကိုကိုယ့်ဘာသာလေ့လာသင်ယူရပါမယ်။စာအုပ်တွေဖတ်ပါ၊သင်တန်းတွေတက်ပါ၊အွန်လိုင်းမှာလေ့လာပါ။ဗဏ္ဍာရေးသိပညာကိုတိုးပွားအောင်လုပ်ပါ။ဒုတိယအချက်ကပန်းနိုင်တွေချမှတ်ခြင်းပါပဲ။ဗဏ္ဍာရေးပန်းနိုင်တွေချမှတ်ပါ။ဘယ်အချိန်မှာဘယ်လောက်ချမ်းသာခြင်းလဲ၊ဘာတွေလုပ်ခြင်းလဲဆိုတာကိုသိချာစဉ်းစားပါ။ပန်းနိုင်တွေရှိမှစူးစမ်းဖို့အားရှိမှာပါ။ပန်းနိုင်တွေကိုစာနဲ့ရေးမှတ်ထားပါ။တတိယအချက်ကဘတ်ဂျက်ဆွဲခြင်းပါပဲ။ ဝင်ငွေနဲ့ထွက်ငွေကိုစနစ်တကျစည်းရင်းလုပ်ပါမလိုအပ်တဲ့အသုံးစရိတ်တွေကိုလျှော့ချပါငွေစုဖို့နေရာရှာပါဘတ်ဂျက်ဟာငွေကြေးစီမံခန့်ခွဲမှုရဲ့အခြေခံအုတ်မြစ်ပါပဲစတုဒ္ဓအချက်ကအကျွေးလျှော့ချခြင်းပါပဲမကောင်းတဲ့အကျွေးတွေကိုအမြန်ဆုံးဆက်ပစ်ပါအကျွေးတွေများနေရင်စိတ်ပစ္စည်းပုံများတတ်ပါတယ်အကျွေးကင်းစင်တဲ့ဘဝဟာလွတ်လပ်မှုရဲ့အစပါပဲ။ ပြစ်စမအချက်ကယင်းနှိမ့်နှံမှုစတင်ခြင်းပါပဲဆော့ဆော့စတင်လေကောင်းလေပါပဲနည်းနည်းလေးနဲ့စတင်လို့ရပါတယ်စတော့ရှယ်ယာတွေအင်ချမ်းမြေတွေရန်ပုံငွေအဖွဲ့အစည်းတွေမှာယင်းနှိမ့်နှံနိုင်ပါတယ်ယင်းနှိမ့်နှံမှုကကြွေးဝမှုတိစောက်ဖို့အဓိကတော့ချက်ပါပဲစတမအချက်ကဝင်ငွေလမ်းကြောင်းများပြအောင်လုပ်ခြင်းပါပဲလစာတစ်ခုလေးကိုပဲအာမကိုပါနဲ့အပိုဝင်ငွေရှာဖွေနိုင်တဲ့နီလန်းတွေကိုရှာဖွေပါအွန်လိုင်းလုပ်ငန်းတွေလုပ်နိုင်ပါတယ်အငားအင်ချမ်းမြေတွေဝယ်နိုင်တယ်အခြားယင်းနှိမ့်နှံမှုတွေလုပ်နိုင်ပါတယ်ဝင်ငွေလမ်းကြောင်းများလေလေလုံခြုံမှုရှိလေလေပါပဲ ။တရမအချက်ကစုံဦးတည်တွင်ခြင်းပါပဲ။ကိုယ့်ရဲ့စိတ်ကူးတွေကိုအကောင်းထည်ပေါ်ပါကိုယ့်ရဲ့လုပ်ငန်းကိုတည်ထောင်ပါစုံဦးတည်တွင်ခြင်းဟာအခက်ခဲတွေရှိပေမဲ့ရေရှည်မှာလွတ်လပ်မှုနဲ့ကြေဝါမှုကိုပေးဆွနိုင်ပါတယ်အထမအချက်ကအဆက်အသွယ်ကုံရက်တိစောက်ခြင်းပါပဲအောင်မြင်တဲ့သူတွေနဲ့ပေါင်းတင်ပါမိတ်ဆွေကောင်းတွေဆရာကောင်းတွေရှာဖွေပါကိုယ့်ရဲ့ဟာအခွင့်အလမ်းတွေကိုဖန်တီးပေးနိုင်ပါတယ်လူမှုရေးအတိုင်းဝိုင်းမှာပါဝင်ပါနဝမအချက်ကဆက်ရှိတည်ခံခြင်းပါပဲကြေဝါမှုတိစောက်ဖို့အချိန်ယူရပါတယ်ချက်ချင်းချမ်းသာသွားဖို့မမျှော်လင့်ပါနဲ့ ရရှိရည်မှန်းချက်ကိုအာရုံစိုက်ပါဆွဲရှိရှိစူးစမ်းပါတသမာချက်ကပြန်လည်ပေးကမ်းခြင်းပါပဲချမ်းသာလာတဲ့အခါကိုယ်တက်နှိမ်ကြတဲ့သူတွေကိုပြန်လည်ကူညီပေးပါလူမှုအတိုင်းဝိုင်းအတွက်အကျိုးပြုပါပေးကမ်းခြင်းဟာပို့ပြီးပျော်ရွှင်မှုကိုပေးဆွနိုင်ပါတယ်ကဲပရိသတ်ကြီးတို့ရေဒီနေ့ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကိုလက်တွေ့ပေါ်မှာအသုံးချပြီးကြက်ပြီးလန်းကလွတ်မြောက်နိုင်ကြပါစေလို့ကျွန်တော်ဆန္ဒပြုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်အစီအစဉ်မှာပြန်လည်ဆုံတွေ့ကြပါမယ်